မမီလေးတို့အားလုံးပဲမင်္ဂလာပါရှင်စတိုရီဘောက်မှာကြိုဆိုလိုက်ပါရနော်ဒီနေ့မှာတော့တီတီစုကတတမမီလေးတို့အတွက်ကြားရရဲ့အရေးပြားဘာကြောင့်အစင်းကြားဖြစ်ရတယ်ဆိုတဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါရရှင်ဟိုးရှိရှိတုန်းကတရိတ်ဆန်တွေဟာလူတွေနဲ့ဆက်သွယ်စကားပြောနိုင်စွမ်းရှိခဲ့ကြပါတယ်အဲ့ဒီအချိန်မှာတကောလုံးအဖြူရောင်ဖြစ်နေတဲ့ကြားတကောင်ဟာ တောဆက်တစ်ခုစီတွားတော်ဝင်လာကစံစပားတွေပေါက်ရောက်ရလဲခွင်းပြင်တွေကိုရှာဖွေခဲ့ပါတယ်။သူကငှက်ပြောပြင်တပင်ရဲ့အောက်မှာနေလေစာကိုထိုင်ပြီးတော့စားကြောက်နေတဲ့လူတယောက်ကိုမြင်လိုက်ရပါတယ်။အဲ့ဒီနေရာနဲ့မနီးမဝေးမှာတော့ကျွဲတကောင်ဟာလဲထော်နဲ့အလုတ်ကိုလုတ်ကင်ပြီးလို့မတ်တက်ရဲ့အနာယူနေပါတယ်။ထိုကျွဲကြီးဟာ သူ့ရဲ့အမီကိုတရွှဲရွှဲလွှဲရင်းရင်ကောင်းလေးကိုရိုက်ချနေပါတယ်။ကြားဟာသူ့ရဲ့အားကောင်းမောင်းတန်လက်မောင်းတွေကိုအသုံးပြုပြီးမျက်ခင်းပြင်တွေကို ကုတ်ဆွဲကသူ့ဝမ်းပိုက်ကို မြေပြင်နဲ့တိုက်ရင်းရှေ့ကိုတွားသွားပြီးတက်လာပါတယ်။သူကကျွဲကြီးရဲ့နောက်နားကိုရောက်ကြနေလေသံတိုးတိုးလေးနဲ့မကြောက်ပါနဲ့ကျွန်တော်စာလောင်မှုအတွက် ခမည်းကိုကြိုက်စားဖို့ဒီလိုလာတာမဟုတ်ပါဘူး။ ခမားစီက အကြံဉာဏ်တောင်းဆင်လို့လာတာပါကျွန်တော်မေးတဲ့မေးခွန်းတွေကိုသာ ဖြေပေးပါဘာကြောင့်လဲဆိုတော့ကျွန်တော်အရန်သိချင်နေလို့ပါခမားရဲ့သခင်ဖြစ်တဲ့ဒီသေးသေးနှုတ်နှုတ်လူမှုလေးကို ကျွန်တော်လေ့လာနေတာကြပါပြီသူ့မှာခွန်အားမရှိဘူးပြီးတော့စူးရှတဲ့အနံ့ခံနိုင်စွမ်းလည်းမရှိဘူးသူ့ရဲ့လက်တွေကတန်တန်မာမာမရှိသလိုသူ့ရဲ့သွားတွေကလည်းမချွန်ထက်ဘူးဒါပေမဲ့ ူကခမည်းတော်ကိုအုပ်ချုပ်ပြီးသူ့အကျိုးအတွက်ခမည်းတော်ကိုအလုပ်လုပ်ခိုင်းတယ်။တစ်ဖက်ကကြည့်တော့လေ ခမည်းကအကောင်းကြီးအံ့ဖွယ်ရာခွန်အားကိုပိုင်ဆိုင်ထားတဲ့သရဝါပါ။သူ့ရဲ့ကိုယ်လေးချိန်အရွယ်စားထက်ခမည်းက အစ20ကြီးမှာတယ်။တောထဲကသရဝါတွေထဲကအတော်ဆုံးသရဝါနဲ့ခမည်းကကောင်းကောင်းကြီးကိုတိုက်ခိုက်နိုင်နေဆိုတာကျွန်တော်ခံရဘူးလို့သိတယ်။လူခွန်အားရဲ့ရင်းမြစ်က ဉာဏ်ပညာလို့ခေါ်တဲ့အရာတစ်ခုဖြစ်နေတာကိုကျွန်တော်ကြားသိပြီးပါပြီ။ဒါကြောင့်အဆွေကျွဲကြီးခမညာဉာဏ်ပညာဆိုတာဘာလဲပြောပြပါလား။လူဟာအဲ့ဒီဟာကိုဘယ်ရရတာဘာလဲခမညာလို့ပြောလိုက်ပါတယ်။ကျွဲကြီးဟာရက်တွေကိုဖြင်းချင်းစွာဆက်မြုံပြန်ရင်အတန်ကြာတဲ့အခါကျွန်တော်စဉ်းစားလို့မရဘူး။ဘာပြောရမှလဲမသိပါဘူးခမညာ။ ကျွန်တော်ကိုဘာဖြစ်လို့ဒီเจ้าတွေမေးနေရတာလဲလို့ပြောလိုက်ပါတယ်။ကြားဟာကျဲစီကတင်းတင်းလျောက်ပတ်တဲ့အဖြေကိုမရဘူးဆိုတာသိသွားတာကြောင့်သူဟာထိုလူရှိရာစီကိုတစ်ချက်သေးနဲ့ခုံလွားရောက်ရှိလာခဲ့ပါတယ်။လဲသမားဟာเจ้าကိုမြင်တာနဲ့ကြောက်ရွံ့တုန်လှုပ်သွားပြီးချက်ချင်းပဲထွက်ပြေးဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့ကြားက မကြောက်ပါနဲ့လူသေးသေးလေးရဲ့ ကျွန်တော်ကကျွန်တော်ရဲ့စာလောင်မှုတွေကိုဖြည့်ဖြောက်ဖို့ဒီကိုရောက်လာတာမဟုတ်ပါဘူးဉာဏ်ပညာကိုရှာဖွေဖို့ရောက်လာတာပါ ကျေးဇူးပြုပြီးကျွန်တော်ရဲ့မိကွန်းတွေကိုဖြည့်ကြားပေးပါ ကျွန်တော်စိတ်ထဲရှုပ်ထွေးနေလို့ပါ လူတွေပြောတဲ့ဉာဏ်ပညာဆိုတဲ့အရာကဘယ်လိုအရာမျိုးလဲခမညာဘယ်လိုပုံစံရှိပါသလဲဘယ်နေရာကလာတာပါလဲအဲ့ဒီဉာဏ်ပညာတွေကနည်းနည်းတော့ကျွန်တော်ကိုမျှဝေပေးလို့မရဘူးလားလို့ မေးလိုက်ပါတယ်။လယ်သမားဟာနှစ်ဖူးပေါ်ကဇောချွေးတွေကိုတုပ်လိုက်ပါတယ်။ပြီးတော့တက်နိုင်သမျှတည်တည်ငြိမ်ငြိမ်ဖြစ်အောင်လုပ်ပြီးတော့ဖြေလိုက်ပါတယ်။ဉာဏ်ပညာဆိုတာအယံကိုတန်ဖိုးရှိပါတယ်။တင့်ကိုနည်းနည်းလေးပေးလို့ရမလားလို့မေးလိုက်ပါတယ်။ပေးရမှာပေါ့ကျွန်တော်ကအဲ့ဒီဉာဏ်ပညာဆိုတဲ့အရာကိုလိုချင်နေတာ။ဒါပေမဲ့အခုတော့ကျွန်တော်အစာအိမ်ကဒဂွေဝီနဲ့អော်နေပြီ။ ျွန်တော်ဉာဏ်ပညာကိုလိုက်ရှာနေတာနဲ့အိတ်လဲမအိတ်ရစားလဲမစားရတာ၃ရက်တောင်ရှိနေပြီဒီမေးခွန်းနဲ့ပတ်သက်ပြီးစိတ်ရှုပ်နေလို့လေဒါပေမဲ့အခုတော့ဘာလို့ပဲဖြစ်ဖြစ်တခိုက်သေးစားရရင်ကိုခြေနဲ့လှပါပြီလို့ကြားကပြောလိုက်ပါတယ်လူဟာကြားရဲ့ကောက်ချစ်မှုကိုရိပ်မိသွားပါတယ်သူကဉာဏ်ပညာကိုပေးလိုက်တာနဲ့ချက်ချင်းပဲကြားရဲ့တက်ဖြက်စားသမှုကို ခံရတော့မှာဖြစ်ပါတယ်ဒါနဲ့ပဲ သူကကြားကို ပြန်ပြောလိုက်ပါတယ်။ကောင်းပြီလေကောင်းပြီရပါတယ်။ကျွန်တော်ရဲ့ဉာဏ်ပညာကိုဝမ်းမြောက်ဝမ်းသာစွာနဲ့အသိဉာဏ်ပေးပါမယ်။ဒါပေမဲ့ဒီနေ့တော့အဲ့ဒီဉာဏ်ပညာကအိမ်မာကြံခဲ့လို့အားနာလိုက်တာဗျာ။ကျွန်တော်သွားပြီးသင်အတွက်ယူလာပေးမယ်နော်။အသင်ကကျွန်တော်နဲ့ပြန်လိုက်လာမယ်ဆိုရင်တော့ရွာသားတွေတိုက်ခိုက်မှအောင်စိုးရင်ရရဲ့။အဲ့တော့ဒီမှာခဏလောက်စောင့်နေလို့ရမလား။ ရဲသမားကသာဂရိမတီဘူးဆိုရင်ကြားဟာအနေရပြုမဲ့ပုံစံနဲ့လဲသမားကိုပတ်ပြီးရှောက်ပြလိုက်ပါတယ်။အဲဒီနောက်တော့ကြားကဟုတ်ပါပြီကျွန်တော်စောင့်နေပါမယ်။ဒါပေမဲ့ခမည်းတီကိုတည်တည်ချာချာတော့ပြန်လာမယ်နော်။မဟုတ်ရင်တော့မနှက်ပြန်ခမည်းရဲ့လဲခွင်းကိုလာပြီးခမည်းကိုရော ခမည်းရဲ့ကျွဲကိုပါတတ်ပြီးစားပြစ်လိုက်တော့မှလို့ချင်းချောက်လိုက်ပါတယ်။လဲသမားဟာ လေကွင်းပြင်တဲ့ကနေရွာဘက်ကို ထွက်ခွာသွားပါတယ်။ဒါပေမဲ့ခြေလန်းအနေလောက်လှမ်းသွားပြီးတဲ့အခါသူကနောက်ကိုပြန်လှည့်ပြီးတော့ပြောလိုက်ပါတယ်။ကျေးဇူးပြုပြီးကျွန်တော်ကိုခွင့်လွှတ်ပါ။ဒီနေရာမှာစားလောင်နေတဲ့ကြားတကောင်နဲ့အတူတူ ကျွန်တော်ရဲ့ကျွဲကိုထားပြစ်ခဲ့ရမှာဆိုတဲ့အတွေ့ကကျွန်တော်အတွက်စိတ်အနှောက်အယှက်ဖြစ်နေရပါတယ်။ကျွန်တော်ဉာဏ်ပညာကိုသွားယူနေတဲ့အချိန်မှာဟောရီသစ်ပင်နဲ့တင့်ကိုချီနှောင်ထားလို့ရမလား။ ဒါမှသာကျွန်ုပ်ရဲ့စိုးရိမ်စိတ်တွေပြေပြောက်သွားမှာပေါ့လို့ပြောလိုက်ပါတယ်။ကြားဟာဉာဏ်ပညာဝေစုနဲ့ပတ်သက်ပြီးလူကစိတ်ပြောင်းသွားမှာကိုစိုးရိမ်နေပါတယ်။ဉာဏ်ပညာနည်းနည်းလေးတော့သူ့ကိုပေးလိုက်မယ်ဆိုရင်သူ့ထံမှာရှိနေတဲ့ကြီးမားတဲ့ခွန်အားရဲ့လူဉာဏ်ပညာနည်းနည်းလေးရဲ့ပေါင်းပြီးဒီကဘာမြေပြင်အနှံ့သွာလာလှူရှားကူးခတ်ပြန်တန်းသွားနေကြတယ်။ တရဝမှန်သမျှကို အုပ်ချုပ်လို့ရတော့မယ်လို့အကြီးကြီးတွေးမိလိုက်ပါတယ်။သူကဒီဆုလက်မျိုးကိုအရန်လိုချင်နေတာမို့သူ့ရဲ့ကိုခန္ဓာသူ့ရဲ့ခြေလက်တွေကိုကျိုးနဲ့ခွေပတ်ပြီး အပင်ကြီးတပင်ရဲ့ပင်စီနဲ့ခြိနှောင်ထားဖို့သဘောတူခွင့်ခွင့်ပြုလိုက်ပါတယ်။အချိန်နှဲငယ်ကြတဲ့အခါမှာလယ်သမားဟာ သူ့ရဲ့အသားသုံးယောက်နဲ့အတူလယ်ခွင်းထဲကို ပြန်လာခဲ့ပါတယ်။သူတို့တယောက်ချင်းစီဟာ ကောက်ရိုးမြက်ချောက်တွေကိုတပွေးတစ်ပိုက်ကြီးတည်ဆောင်လာကြပါတယ်။ဟောဒီမှာ ကျွန်တော်သဘောတူထားတာကိုပြည့်အောင်လုပ်ပေးလိုက်ပြီးတင့်တွက်ဉာဏ်ပညာကိုလည်းယူလာပါပြီလို့လဲသမားကပြောပြီးသူနဲ့သူ့သားတွေဟာကျောင်းအောက်ခြေက မြေပြင်ပေါ်ကို ကောက်ရိုးချောက်တွေကိုပြစ်ချထားလိုက်ပါတယ်။အဲဒီနောက်ကောက်ရိုးကို မီးရှို့လိုက်ကြပါတယ်။တောက်ပါတဲ့လိမ္မော်ရောင်မီးတောင်မီးရှံဟာ ဟုံးကနဲ့ခုံထွက်ပြီးကြားကို လောင်ကျွမ်းမာတော့တယ်။ကြားဟာနာကျင်စွာနဲ့ဝေါင်းကနဲ့အော်ဟစ်နေလိုက်ပါတယ်။နောက်ဆုံးကြိုးတစ်ချောင်းလုံးလောင်ကျွမ်းသွားတဲ့အချိန်ထိပါပဲ။ကြားဟာခုံထွက်လွတ်မြောက်သွားပြီးမြစ်စီကိုဥတီပြေးသွားပါတော့တယ်။သူဟာအေးမြတဲ့ရည်ထဲမှာ မီးဆွဲလောင်နေတဲ့သူ့ရဲ့အမွှေးတွေကိုတတ်တာသွားအောင်လှုပ်လိုက်ပါတယ်။ကြားဟာ သူ့ရဲ့ခြံရာတွေကိုအချိန်မီတက်တာတော့အောင်လုံနိုင်ခဲ့ပါတယ်။ဒါပေမဲ့မီးလောင်သွားတဲ့နေရာမှာအဝါရောင်အစင်းကြားလေးတွေများစွာဖြစ်ပေါ်လာသလိုသူ့ကို ခြိနှောင်ထားတဲ့ကျိုးတွေရဲ့နေရာမှာတော့အနက်ရောင်အစင်းကြားလေးတွေ ပေါ်ပေါက်လာပါတော့တယ်။ကလေးတို့ရေပုံမြင်လေးကတော့ဒါပါပဲကွယ်။ဒီပုံမြင်ကကလေးတို့ကိုဘာသင်ခန်းစာပေးတယ်လဲဆိုတော့ လူနဲ့တတိဆန်တို့ရဲ့ခြားနာချက်ကိုပြောပြနေတာဖြစ်ပါတယ်။အဲ့ဒါကတော့ဉာဏ်ပညာပါပဲ။တတိဆန်တွေဟာ လူတွေလို စင်ကျင်တွေးတောနိုင်တဲ့ဉာဏ်ပညာမရှိကြပါဘူး။ဒါကြောင့်လေလူထက်ဘလောက်ပဲခွန်အားကြီးတဲ့တတိဆန်ဖြစ်ပါစေလူမှာရှိတဲ့စဉ်စားဉာဏ်ကို မရှင်းနိုင်တဲ့အတွက်နောက်ဆုံးမှာလူကသာတတိဆန်ကို အနိုင်ရသွားတာဖြစ်ပါတယ်။ဒါပေမဲ့ကလေးတို့သိထားရမှာက အဲ့ဒီဉာဏ်ပညာကိုအသုံးချပြီး အနိုင်ကျင့်ဒုက္ခပေးဖြက်စီးတာမျိုးကိုတော့မလုပ်သင့်ပါဘူး။ပုံမြင်တွေကို ကြည့်ရှုနားထောင်ခြင်းအပြင်ကလေးတို့ရဲ့အတွေးခေါ်ရင့်တန်သူတွေဖြစ်ကြပါစေလို့ဆန္ဒပြုလိုက်ရပါတယ်။ နောက်နေ့တွေမှာလည်းတသမိမိလေးတို့အတွက်ပုံမြင်လေးတွေ အမြဲတင်ပေးသွားမှာမို့တီတီစုရဲ့ Storybook for Baby TikTok Channel လေးကို Follow လုပ်ပြီး YouTube Channel ကခေါလောင်လေးလေးသိထားပေးကြပါဦးနော်